ကျမတို့တွေလူတွေအကြောင်းကိုသိဖို့အတွက်လိုအပ်လားကျမတို့ကလူတွေကိုဘလောက်နားလဲလဲလူတွေအကြောင်းကိုဘလောက်ထိသိလဲလူတွေအကြောင်းကိုသိဖို့မလိုအပ်ဘူးလို့ထင်လားပေါ့နော်ဒါလေးကိုကျမဆွေးနွေးသွားခြင်းတယ်အဲ့ဒါဘာလဲဆိုတော့ကျမတို့ပတ်ဝန်းကျင်မှာအခုတော်တော်များများကဟိုတယောက်အကြောင်းတယောက်ကိုကခဏနာမသိပဲနဲ့ပေါ့နော်တယောက်ကိုတယောက်ဟို နားလဲတယ်လို့ထင်ကြတယ်တယောက်ကိုလက်ခံနိုင်တယ်လို့ထင်ကြတယ်ပေါ့နော်အဲပြီးတော့တယောက်ကြောင့်တယောက်ကကနနာမသိပဲနဲ့တယောက်ကိုတယောက်ယုံကြည်လိုက်ကြတယ်ပေါ့နော်ဒါတွေကမှန်လားမှားလားဆိုတော့ကို ကျမဟို နည်းနည်းလောက်ဆွံ့ရွေးခြင်းတယ်ပေါ့နော်ကျမတို့ပတ်ဝန်းကျင်မှာဟိုရှိတဲ့လူတွေနဲ့ပဲဒါဥပမာအနေနဲ့ပဲပြောကြရအောင်နော်အဲ့ဒါဘာလဲဆိုဟိုတငယ်ချင်းအပေါင်းအသင်းတွေမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီဟိုဘယ်လိုပြောလှုပ်ဖို့ကန်ဖက်ထဲမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကျမတို့ရဲ့ဟို ဘဝအတွက်လက်တွဲပေါ်ရွေးချယ်တဲ့နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီအဲ့ဒီနေရာတွေမှာကျမတို့ကဒီလူတွေရဲ့အတွင်းချက်ချတီးဖို့အတွက်ကိုပို့ပြီးတော့လိုအပ်တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဥပမာတငယ်ချင်းချင်းချင်းတွေမှာပဲဖြစ်ဖြစ်ကျမတို့တွေပေါ့နော်ဟိုဒီတငယ်ချင်းကတော့အပြင်မှာဟိုကျမနဲ့အရင်ခင်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ရှိပြီဟိုကျမဟိုကျမကိုအကူအညီလာတောင်းတယ်ပေါ့နော်ထားလိုက်ပါတော့အဲ့မှာကျမတို့နှစ်ယောက်အတူတူဒီအလုပ်တစ်ခုအတွက်အတူတူ နေဖို့အတွက်စီစဉ်လိုက်တယ်ဆိုရင်အဲ့ဒီလိုမျိုးတူတူနေလိုက်တဲ့အခါမှာအဲ့ဒီတငယ်ချင်းကဒီကောင်မလေးကပေါ့နော်ဟိုဟိုအိမ်မှာနေတဲ့အခါမှာကျမအိမ်မှာသူ့ကိုထားလိုက်တယ်ပေါ့နော်အဲ့တော့အိမ်မှာနေတဲ့အခါမှာသူကဘာတစ်ခုမှအိမ်တန်းရှင်ရေးအိမ်ကိစ္စတွေကိုဝိုင်းမလုပ်ပေးဘူး ပြီးတဲ့ခါကျတော့သူကစားမဲ့အချိန်ကြရင်တော့လန်စားလိုက်တယ်ပြီးလို့ရှိရင်သူများအိမ်မှာလည်းလန်နေသေးတယ်ဒါမှမဟုတ်လည်းတူတူနှစ်ယောက်တူတူ share ဟိုငှားနေလိုက်တယ်ပဲထားပါတော့ဗောနော်ဘယ်လိုပဲဖြစ်သူကအဲ့ဒီအိမ်မှာသူကစားတဲ့စားတဲ့အချိန်မှာသာစားပြီးတော့ပြီးလို့ရှိရင်နေချင်းတလို့နေတယ်ပြီးရင်တန့်ရှင်ရေးဆိုရင်လည်းဘာမှမလုပ်ဘူးတန့်ရှင်မှုလည်းဘာတစ်ခုမှမရှိဘူးသူကတူတောင်မှဟိုတကူရေတန့်ရှင်မှုမရှိဘူး နောက်တစ်ခုကအဲ့ဒီအဲ့ဒီ main ကလေးကတစ်ချိန်လုံးပဲတနေ့ကုန်ပဲဖုန်းတွေပြောနေတယ်ညအိတ်တဲ့အချိန်မှလည်းဖုန်းတွေပြောနေတယ်တောက်လျှောက်ဘေးပတ်ဝန်းကျင်မှာဘေးမှာရှိနေတဲ့လူတွေကိုအားမနာဘူးကျမတို့အိတ်ချိန်ရှိတယ်အိတ်ချိန်မှလည်းသူကပြောနေတယ်ဒါမှမဟုတ်လည်းရုပ်ရှင်တွေဖွင့်ထားတယ်အဲ့လိုမျိုးပေါ့နော်ဟိုနားလည်မှုမရှိတဲ့သူပေါ့နော်နားလည်မှုမရှိတဲ့သူနောက်တစ်ချက်ကဟိုဥမာဟိုပစ္စည်းတွေဝယ်ဖို့ဈေးသွားတယ်ဆိုရင်တော့မှဒီ ဝယ်ရမယ့်ပစ္စည်းတွေအိမ်မှာလိုတဲ့ပစ္စည်းတွေကိုသူကပတ်စံမထုတ်ဘူးမဝယ်ဘူးပေါ့နော်သူ့ဘက်ကဝယ်ရမယ်ဆိုရင်သူဘာမှမလုပ်ဘူးအဲဘာမှလည်းအဲရှင်းပြောရရင်လောကုတ်လေးတောင်မှမရှိဘူးပေါ့နော်သူကဘာလဲဆိုတော့အချောင်စားတဲ့လူပေါ့နော်အဲသူ့ရဲ့စိတ်ကိုကသူကဟိုသူများဟာကိုပဲစားပြီးတော့သူများဟာဆိုရင်တော့အရန်စားတယ် သူပတ်စံလဲဆိုရင်သူကမစားဘူးပေါ့နော်အဲအဲ့လိုအဲ့လိုမျိုးတငယ်ချင်းမျိုးအဲအဲ့ဒီလိုမျိုးရှိတယ်ပြီးတဲ့ခါကျတော့ကိုဖို့လဲမချန်သူ့ဖို့လဲမချန်ဆိုတာမျိုးပေါ့နော်ဒီအိမ်မှာဟိုရှိတဲ့ဟာကိုစားရှင်တယ်လို့စားလိုက်တယ် ကိုအတွက်ကိုမချမ်းမမဖယ်ပေးဘူးပေါ့နော်ဒါမျိုးတွေပေါ့အဲ့ဒီလိုမျိုးတငယ်ချင်းမျိုးတွေလည်းကြုံဘူးလိမ့်မယ်လို့ထင်တယ်အဲ့လိုမျိုးတွေနဲ့တူတူနေတဲ့အခါကျရင်ဒီဒီလူအချောင်းကိုဂဂနနာတီးပြီပေါ့နော်ဥမာညာအိတ်လို့ရှိရင်အဲ့ဒီမင်းကလေးကတအားဟောက်တာအစာပေါ့နော်အာသူသူ့ရဲ့အိုမကောင်းတဲ့အကွက်တွေလည်းအများကြီးတွေ့လိမ့်မယ်ပေါ့နော်အဲ့ဒီလိုမျိုးသူသူ့ရဲ့ကိုနနန္နာတွေကအစအဲသူကဘလိုမျိုးကအစဆိုတာမျိုးတွေ့တဲ့အခါမှာ ကိုနဲ့ဇယိုက်မတူလို့ရှိရင်အဲ့ဒီလူတယောက်နဲ့တူတူနေဖို့ဆိုတာကအရန်စိတ်ဆင်းရဲတယ်ဟိုအရန်ကိုပဲဟိုစိတ်အနှောက်ယှက်ဖြစ်ရတယ်ပေါ့နော်ဘလောက်ပဲခင်ခဲခင်ခဲအနေနီးတဲ့အခါအတူနေတဲ့အခါကျရင်ဒီလိုဟာမျိုးတွေတွေ့တတ်တယ်အဲ့ဒီလိုမျိုးပဲကိုကအလုတ်ထဲမှာလဲဒီတိုင်းပဲပေါ့နော် အလုတ်တရားတငယ်ချင်းတူတူနေတဲ့လူတွေကိုပစ္စည်းကိုယူသုံးမယ်ခိုးသုံးမယ်အဲအကြောင်းကြောင်းပေါ့နော်အဲအဲ့လိုမျိုးတွေလည်းရှိမယ်အဲနောက်ပြီးတဲ့အခါကျတော့ဒီခုနကပြောတဲ့တမီးစားစုံတွဲတွေဆိုလို့ရှိရင်လည်းအာဒီလိုပဲတူတူနေရင် ခုနကပြောတဲ့ပြဿနာပေါင်းစုံ ရှင်နိုင်တယ်လို့ပြီးတဲ့အခါကျတော့ကျမတို့ဒီအပြင်ကိုသွားတယ်ဆိုလို့ရှိရင်လည်း စားတော့ဆိုင်တစ်ခုမှာစားရတယ်ဆိုလို့ရှိရင်လည်းရှင်းဖို့ကိုလက်တွန့်နေတဲ့လူစားမျိုးပေါ့နော်ပတ်စံရှင်းမဲ့ဆိုရင်ဝေးလေကြောင်ပတ်လုံးမယ်အာရုပ်ကြလေးဆိုရင်ပဲဖြစ်ဖြစ်မိန်းကလေးဆိုရင်ပဲဖြစ်ဖြစ်သူ့ပဲရှင်းရမယ်ဒါသူ့တာဝန်ဆိုပြီးတော့အဲ့လိုပုံစံမျိုးပေါ့နော်တယောက်နဲ့တယောက်နားလည်မှုဆိုတာလည်းမရှိဘူးကိုချင်းစားမှုဆိုတာလည်းမရှိဘူးဒါကတော့ဒါကသူ့နဲ့ပဲဆိုင်တယ်သူကိုကမပေးရရင်ပြီးရောကိုတက်တိုင်ပြီးရောဆိုတာမျိုးတွေလည်း အများကြီးရှိလိမ့်မယ်။ပြီးတဲ့အခါကျတော့ဈေးတစ်ခုတော့ဝယ်တယ်၊သွားတယ်ဆိုလို့ရှိရင်လည်းဒီပစ္စည်းတစ်ခုကိုမိန်းကလေးချင်းချင်းပဲထားပါတော့နော်။ပစ္စည်းတစ်ခုကိုရွေးရတော့မယ်ဆိုရင်ကို့အတွက်ကိုကြည့်ပေးပါလို့ပြောရင်သူကဟိုစိတ်မရှိတဲ့ပုံစံမျိုးနဲ့တိတ်မကြည့်ပဲနဲ့သူ့အတွက်ကိုကြတော့သူ့ဝယ်ဖို့အတွက်ကိုကြည့်ပေးပါဆိုရင် ကိုကသူ့ကိုအဆအဆုံးကြည့်ပေးရတယ်။ ကိုမကြည့်ဘင်း तू ကကိုကိုဟိုပြောချင်တယ်ဆိုချင်တယ်ပေါ့နော်အဲ့တော့ကိုကသူ့အတွက်ကိုပဲဦးစားပေးပြီးတော့မောတစ်ခုလည်းရောက်သွားရင်သူ့ပစ္စည်းဝယ်တာကခက်မြန်းများသူ့အတွက်ကိုအချိန်ပေးရတာခက်မြန်းများကိုဝယ်ချင်တဲ့ပစ္စည်းတစ်ခုကိုဝယ်ဖို့အတွက်ကို तू ကဘယ်တော့မှအချိန်မပေးတာမျိုး ယောက်ျားလေးနဲ့ပဲဖြစ်ဖြစ်တမီးစားတူတူတွားတာပဲဖြစ်ဖြစ်ဒီယောက်ျားလေးကကိုကိုကိုအဲ့လိုမျိုးပေါ့နော်ကိုပစ္စည်းတစ်ခုဝယ်မယ်ဆိုအချိန်မပေးဘူးသူဝယ်ဖို့အတွက်ကိုပဲကိုကအချိန်ပေးရတာမျိုးဒါမျိုးတွေရှိတတ်တယ်နော်အဲ့တော့ main ကလေးပဲဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ဒါတွေကအတ္တကြီးတယ်လို့ခေါ်တယ်အဲ့ဒီလိုအတ္တကြီးတဲ့လူစားမျိုးအဲ့ဒီလိုတကူကောင်းဆန်တဲ့လူစားမျိုးတစ်ဖက်ကိုနားလည်မှုမရှိတဲ့လူစားမျိုးအနေအထိုင်ပိုးဆိုးပတ်ဆက်နေတတ်တဲ့လူစားမျိုးစီကတ်မရှိတဲ့လူမျိုးပြီးလို့ရှိ ရှင်တကူရေတန့်ရှင်မှုမရှိတဲ့သူမျိုးပြီးတဲ့အခါကျတော့ဟိုအများကြီးပေါ့နော်အသေးစိတ်ပြောမယ်ဆိုရင်တူတူနေတဲ့အခါမှာတိတိရတဲ့ဟာတွေပေါ့နော် လူပေါ်လူကျောဆိုတဲ့လူစားမျိုးဟိုဘောကြော့နေတဲ့သူစားမျိုးပေါ့နော်ဒါအဲ့မြန်မာလူပြောမယ်ဆိုရင်တော့ဟိုဟိုဘာတစ်ခုမှကိုတာဝန်ယူမှုမရှိတဲ့သူစားမျိုးပေါ့နော်အဲ့ဒီလူမျိုးလူမျိုးတွေက ကိုနဲ့ခဏတွေ့တဲ့အချိန်ကိုနဲ့တငယ်ချင်းဖြစ်တဲ့အချိန်ကိုနဲ့၅နှစ်ပဲခင်ခဲ့ခင်ခဲ့ဖုန်းပဲနေ့တိုင်းပြောနေခဲ့ပြောနေခဲ့ဒါတွေကကိုမသိနိုင်ဘူးဘာလို့လဲဆိုတော့သူတို့ကသူတို့ရဲ့အဲ့ဒီလိုအတွင်းကြကြစိတ်ကိုကိုနဲ့တွေ့တဲ့အချိန်ကိုနဲ့ဖုန်းပြောတဲ့အချိန်ဒီနိုင်ဝက်တနာရီနှစ်နာရီသုံးနာရီဒီတွေ့တဲ့အချိန်လောက်မှာသူတို့ရဲ့ဟိုအတွင်းကြကြတွေကိုသူတို့ကထုတ်ဖော်ပြမှာမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်ဟို ပြောရလို့ရှင်အာကိုနဲ့သမီးစားဖြစ်တဲ့အချိန်မှာဒီလက်ဆောင်တွေတပုံရင်းပေးနေတယ်ဆိုတာမျိုးကလည်းတကယ်တကယ်ယူပြီးွားရင်လည်းလက်ဆောင်တွေရချင်မှရလိမ့်မယ်ပေါ့နော်။ဘာလဲဆိုတော့သူတို့က main ကလေးပဲဖြစ်ဖြစ်ရုပ်ကြလေးပဲဖြစ်ဖြစ်ပေါ့နော်။ဒီ main ကလေးတယောက်ကလည်းပိုးကြီးပန်းကြီးနဲ့ရုပ်ကြလေးတယောက်ကိုပေးနေတယ်ဆိုရင်တော့မှာပေါ့နော်။ဒါကလည်းယူပြီးွားရင် သူ့ဘက်ကနေပြီးတော့ကိုစီယာနေပြီးတော့ဟိုရယူလို့မှုတစ်ခုခုကြောင့်သူကလှုပ်ပေးနေတာလား။ အဲ့ဒါတွေကလည်းဒါရှိသေးတယ်တချို့ကအရန်ဟန်ဆောင်ကောင်းတယ်ပေါ့နော်အဲ့ဒီတော့ကဒါကြောင့်မို့လို့ဒီခဏတွေ့တဲ့အချိန်ဒီလိုဟိုလင်းကားနှစ်သမီးစားဖြစ်နေပါစေလင်းကားနှစ်တငယ်ချင်းဖြစ်ခဲ့ပါစေဒီခဏတွေ့တဲ့အချိန်လေးမှာဒီလူတစ်ယောက်ရဲ့အတွင်းကြကြစိတ်ဆိုတာကို တိဖို့ဆိုတာကမလွယ်ဘူးပေါ့နော်အဲအဲ့ဒီလိုဆိုရင်ဘလို့နေမှတိမှာလဲဆိုတော့ဒါကလည်းခက်ပါတယ်ခုနကပြောသလိုမျိုးအတွင်းကြကြတိဖို့ဆိုတာအတွင်းကြကြဟိုနေရတဲ့အချိန်ကြမှာတာတိကြတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီလူတယောက်ကိုဟိုသူနဲ့အနီးကပ်မနေခင်မှာဒီလူတယောက်ကိုကိုဘွားအတွက်မဆုံးဖြတ်ခင်မှာဒီလူတယောက်ကိုကိုဘွားတဲ့ကိုဆွဲမခေါ်ခင်မှာတေချာ အထက်ထက်စဉ်းစားဖို့လိုပါတယ်ဒါတွေကို ကိုကမသိဘူးဒီလူကဟိုဥပမာလိန်တက်တယ်ညာတက်တယ်ဒီလူက ခုနကပြောသလိုမျိုးဟိုကိုမသိတဲ့ကိုလက်မခံနိုင်တဲ့ဇယိုက်တွေရှိတယ်ဆိုတာကိုကိုကမသိခဲ့လို့ရှိရင် သူနဲ့အတူနေပြီးတဲ့အခါကျတော့မှဟိုဒါတွေကိုတိလိုက်ရတဲ့အခါမှာကိုဘက်ကတိခံနိုင် လားပေါ့နော်တိမခံနိုင်ဘူးဆိုရင်တော့အယံကို ပြဿနာကြီးပါတယ်အဲ့ဒီလိုတိမခံနိုင်တဲ့သူတွေက ပြီးတဲ့အခါကျတော့မှလမ်းခွဲကြတာမျိုးပေါ့နော်တငယ်ချင်းဆိုရင်လည်းတေခမ်းပြက်ဖြစ်သွားတာမျိုးအဲတမီးစားဆိုရင်လည်းပြီးတော့မှယူပြီးတော့မှ စိတ်ညစ်ရပြီးတော့ယူပြီးတော့မှသူ့စရိုက်ပေါ်လာလို့လမ်းခွဲကြရတာမျိုးပြီးတဲ့အခါကျတော့တချို့ကျတော့ယူပြီးတော့မှပဲလမ်းမခွဲပေမဲ့လည်းစိတ်ဆင်ရဲစွာနဲ့ဟိုတက်တက်လုံးတူတူနေနေကြတာမျိုးပေါ့နော်လမ်းခွဲလို့မရတဲ့အကြောင်းအကြောင်းတွေရှိတော့တူတူနေရတယ်ဒါပေမဲ့လို့စိတ်ဆင်ရဲနေရတယ်တနေ့တနေ့ ပျော်နေတဲ့ရက်ဆိုတာမရှိဘူးအဲအဲ့ဒီလိုမျိုးတွေအများကြီး toxic relationship တွေပေါ့နော်အများကြီးရှိပါတယ်အဲ့ဒီလိုမျိုးတွေဖြစ်တယ်ဆိုတာဘာကြောင့်လဲဆိုတော့အစမှာကိုကတေချာမလေးလာမစုံစမ်းလို့အော်တေချာအချိန်မပေးလို့လည်းဖြစ်ပါတယ်ဒါပေမဲ့အချိန်ပေးဖို့အတွက်လည်းလုံလောက်လာဆိုတော့မလုံလောက်တာတွေလည်းရှိမယ်ပေါ့နော်ဒါကြောင့်မို့လို့ဟိုဖြစ်နိုင်ရင်တော့ဟို